က်ငါကဘာဘူးလို့ပြန်လို့ငါကြောင့်လားမိကြောင်ပဲလေအာဒီကတော့ဒီကမှာမိတ်ကပ်ဒရိုက်တာပြောတယ်မိတ်ကပ်မလိမ်ရအောင်နော်ဆိုညင်းငါနည်းနည်းတော့ပေးမလဲဒရိုက်တာနဲ့ညင်းနေကြတယ်ညင်းတာပေါ့တော့ဝင်းရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆိုအာနဲမိတ်ကပ်လိမ်မြောက်ကိုအိုင်လိုက်နာတယ်တတိလေးခိုးဆွဲရမွန်နီတာရဲ့နေကြီးဘာလို့အိုင်လိုက်နာကြီးဆွဲထားရလဲခုတော့ပြပြဆိုပြီးအဲ့လိုမျိုးဆိုဒီကတော့ဗာလဲဆိုတော့ကရိုက်တာကိုအနီးရုပ်ဆုံးမှန်မှန်သိရယ် ဒါပေမဲ့ဒီ character ဟာဒီလိုဖြစ်နေရဲဆိုတာမျိုးဒီပေါ်လွင်စေခြင်း ਨੇ ဒါဒီတော့ကြောင့်မလို့ဒီဒီလိုပုံစံမျိုး ਨੇ မြင်ရတယ်ဗောနအဓိကသူ့ယောက်ျားကွာမေယုရှိတယ်သဘောမတူဘူးလို့ပြောတာလိုက်ပြီးရယ်မွာကြီးဖြစ်ပြီးတော့အမွေလိုက်လို့နည်းနည်းစားရယ်ဘောမဖောက်ဆင်းစင်းကျွန်တော်ကစားတော့ဆိုင်ခွင့်မလို့နေရာလိုက်ချက် ဘယ်လိုပြောပြရမလဲဆိုတော့လေအဲ့လိုဟိုဆယ်တန်းအောင်စင်းသွားကြည့်ရဲခလေးတယောက်လိုပါပဲဒီကောက်ရုံတရားမယ်ဆိုတော့တည်းရက်ကနေစပြီးဒီနေ့အထိတီးတို့ plan တွေအများကြီးဆွဲရတယ်ဘယ်လိုမျိုး marketing တွေသွားမယ်ဘာတွေလုပ်မယ်ဆိုတော့တီးတို့တစ်ဖွဲ့လုံးတနိုင်မယ်မင်းရှိရဲတနိုင်မယ်မင်းလောက်ကြရဲဆိုတော့ဟိုဒါအသက်ဆန်းတစ်ခုကိုပြိတ်သက်ကိုပြရတဲ့လူတိုင်းရဲ့ရင်ခုန်တန်းဒီလိုချိန်မှာအမှ တိုင်းထက်လွန်မယ်ဆိုတာတော့ဒီအာမခံနိုင်တယ်တင်းငယ်တွေလူတင်းမှာပါရဲ့ gas တွေကောင်းလဲအတိုင်းထက်လွန်မယ်ရင်ခုန်နေဆိုတော့ဒီဒီအဲ့တီးလည်းစောင်းမွေးအောင်ကျင်ပါတယ်အဲ့တော့ဒီ first day first show တောက်ကြနေပေါ့နော်ခုနှစ်ရက်နေရနေစပြီတောက်ကြချင်းတင်းငယ်တွေ first week ကတီးတို့အတွက်အရေးကြီးရယ်အဲ့တော့တီးတို့ကဒါစောင်းမွေးအောင်လို့ scot လေးနည်းနည်းတော့ light ပေးကြပါလားအဲ့ဒါကြောင့်လာကြည့်ကြအောင်အဲ့လိုပြောချင်တယ် ကတည်းကလူငယ်တွေအကုန်လုံးဒါစူးစမ်းထားရပေါ့နော်စူးစမ်းထားရဆိုတဲ့နေရာမှာဘယ်လိုစူးစမ်းထားရလဲလို့တော့သိကြညာမှာပေါ့လူတိုင်းစူးစမ်းထားရလို့ပြောရဆိုတဲ့အခါမှာတီးတို့ဒီ character ကိုပုံမှန်ထက်လိုပြီးတော့ပို့ပြီးတော့တော့မှတီးတို့ invest လုပ်ပြီးတော့တကယ်ပေါ်မှာ director ကပါဝင်တဲ့ cast တယောက်စီရကောတီးတို့အရန်ကမှစိတ်နှစ်ပြီးတော့ဒါစူးစမ်းထားရပေါ့နော်ဘာလို့လဲဆိုတော့ director ကတီးတို့ကိုဒီဒီ cast တွေကိုမရွေးခင် character တွေကိုမပေးခင်မှာကတည်းက ဘသူကဘလောက်လုံနိုင်ကြမ်းရှိတယ်ဘသူကတော့ဘသူလိုက်တယ်ဆိုတာရိုက်တာကတီးလို့ယုံကြည်ကြည်အနှင်းထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တီးလို့အကောင်းဆုံးရုပ်ဆောင်ထားပါတယ်ဟုတ်တီးရဲ့ဘိုင်းကတော့ဒီထဲမှာတီးရဲ့မအေဂျင့်ဆိုတဲ့ကော်မလေးနေရာနဲ့ရုပ်ဆောင်ထားပါတယ်မအေဂျင့်ဆိုတာတကယ်တော့နာမည်ကမအေဂျင့်ပေါ့အဲ့ဒါကိုနှလုံးရင်းစီခွဲချမ်းကြည့်မယ်ဆိုလို့ရှိရင်မအေဂျင့်နဲ့ကော်မလေးပေါ့အဲ့တော့အဲ့လိုကော်မလေးနေရာနဲ့ရုပ်ဆောင်ထားပါတယ်ဟုတ် တောင်းမှန်လို့ကတော်မင်းနဲ့တောင်းမှန်လို့ရရင်တော့မတောင်းမှန်ချင်ပါရဲ့ဒါကြည့်ချဖို့ဒါဘာလို့လဲဆိုတော့တတိယတော့ဒါခုခေတ်မှာရုပ်တင်ရရဖို့ဒီလိုမျိုးလူငယ်အစ်စ်တွေကြီးပဲစူးစမ်းထားရဲဆိုတာကိုတတိယပြနိုင်မို့ဆိုတာတတိယဆောင်ခဲ့ရတယ်ပေါ့เนาะတော်တော်လေးအာဟိုမျောလင်းတကြီးနဲ့ဆောင်ခဲ့ရတယ်ဆိုတော့တကယ်ပါဟိုကတော်ပွဲနဲ့တောင်းမှန်လို့ရတယ်အနေထားချစ်ထက်ရှင်းအောင်တီးရိုးတောင်းမှန်ခြင်းမှာ request လုပ်ခြင်းမှာအဲ့တော့လာတီးရိုးအားပေးကြပါဘာလို့ရှေ့ဆက်ဖို့အတွက်တီးရိုးမှာဟိုအားအများကြီးလိုပါတယ်အဲ့အတွက်ကြောင့်လို့လေ ီတို့အနေနဲ့တချို့စကားလုံးတွေကတီတို့ပြောလို့စိတ်မပြေတဲ့ဟာတွေရှိရပေါ့နော်ဆိုတော့နောက်ဆုံးကတော့လူငယ်တွေအစ်စ်တွေဖြစ်တဲ့တဲ့ကြောင့်အစ်စ်တွေမြင်ရမှာခစားချက်အစ်စ်တွေတင်ဆက်မှုအစ်စ်တွေဒါတွေမြင်ရမှာပေါ့အဲ့ဒါလေးပဲဒီပြောချင်ပါတယ်ဟုတ်ရုံတင်ရက်ကတော့အခုတည်းကတော့နည်းနည်းရင်တုံဖင်တုံနေပြီတီတို့ဟောရဲဘာလို့လဲဆိုတော့တီတို့ ။ဟုတ်တယ်ပြောလို့ဒီရက်ကိုဒီလိုမျှော်လင့်ခဲ့ရတယ်။ဒီလိုဟာဒီ character တွေပေါ်မှာရောဒီ production ပေါ်မှာရောဒီ director ပေါ်မှာရောအကောင်လုံးကလောရထပ်ပို့တဲ့ဒီလိုယဉ်နီမှုတွေနဲ့အပြင်မှာတကယ်မောင်နှမရေလိုညီကိုရေလိုမောင်နှမရေလိုနေတဲ့အတွက်ကြောင့်မလို့ဒီလိုအရင်က invest လုပ်ထားရပေါ့နော်စိတ်ကောဆိုပို့ပြီးတော့ရင်တုံရင်ခုံရအောင်။ဟုတ်ပါဘူး။ဟာဟာလောင်းနေရတယ်။ ပြောရင်အဲဒီကတော့ဒီကမှာ makeup writer ပြောတယ် makeup မလိမ်ရအောင်เนาะဆိုရင်ညငါ့ကိုနည်းနည်းတော့ပေးမလဲ writer နဲ့ညင်းနေကြတယ်ညင်းတာဘောဝင်းရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘောဆိုအာနေ makeup လိမ်မြောက်ကို eyeliner တွေတေးတေးခိုးဆွဲရ monitor ရဲ့နေကြီးဘာလို့ eyeliner ကြီးဆွဲထားရလဲခုတော့ပြပြဆိုပြီးအဲ့လိုမျိုးဆိုဒီကတော့ဗာလဲဆိုတော့ character ကိုအနည်းရုပ်ဆုံးမှန်မှန်သိရဟိုဒါပေမဲ့ဒီ character ဟာဒီလိုဖြစ်နေရဆိုတာမျိုးဒီပေါ်လွင်စေခြင်းနဲ့ ဒါတီးရကြောင်မလို့ဒီဒီလိုပုံစံမျိုးနဲ့မြင်ရတယ်ပေါ့နော်ဘယ်လိုမျိုးပြရမလဲဆိုတော့လေအဲ့လိုဟို၁၀တန်းအောင်စင်းသွားကြည့်ရဲ့ခလေးတယောက်လိုပါပဲဒီကားကိုရုံတရားမယ်ဆိုရင်တီးရရက်ကနေစပြီးဒီနေ့ထိတီးတို့ plan တွေအများကြီးဆွဲရတယ်ဘယ်လိုမျိုး marketing တွေသွားမယ်ဘာတွေလုပ်မယ်ဆိုတော့တီးတို့တစ်ဖွဲ့လုံးတနိုင်မင်းမင်းရှိရဲတနိုင်မင်းမင်းလောက်ကြရဲဆိုတော့ဟိုဒါအသက်ဆန်းတစ်ခုကိုပြိတ္တကိုပြတဲ့လူတိုင်းရဲ့ရင်ခုန်တန်းဒီလိုချိန်မှာအမ တိုင်းထက်လွန်မယ်ဆိုတာတော့တီအာမခံနိုင်တယ်တီနဲ့တူဒီထက်မှဘိုင်ကတ်စေကောင်းလို့လည်းအတိုင်းထက်လွန်မယ်ရင်ခုန်နေဆိုတော့တီတီအဲ့တော့တီလည်းစောင့်မွေးအောင်ခြင်းပါတယ်အဲ့တော့ဒီ first day first show ောက်ကြနေပေါ့နော်ခဏရနေရနေစားပြီးတောက်ကြစီနေဒီနေ့ကနေ first week ကတီးရို့အတွက်အရေးကြီးရယ်အဲ့တော့တီးရို့ကဒါဆာမွဲအောင်လို့ scot လေးနည်းနည်းတော့ like ပေးကြပါလားအဲ့တော့လာကြည့်ကြအောင်အဲ့လိုပြောစမ်း um ဒီဒီဒီရို့ပြိတက်တီးထားမိသွားတဲ့ character နဲ့ပေါ့နော်အလောင်းအစွာဆိုတာမျိုးနဲ့ဒီဟာနဲ့ကြာတော့ဟိုဘလို့ကွာသွားမလဲဆိုတော့ပုံစံလေးတစ်မျိုးတော့ကွာလောင်းတာတော့လောင်းနေရပဲပုံစံလေးတစ်မျိုးနဲ့တော့မြင်ရမှာပေါ့အမကခုနပြောသလိုပေါ့စာမွေးဂုံတူးတန်းနဲ့တော့အောင်ကျင်တာပေါ့အဲအကြောင်း spot တွေ live ပေးကြပါလားလို့လာကြည့်ကြပါလို့အများကြီးညွှန်လင်းထားပါတယ် တီးပြီးတော့ဘာလို့တီးလို့ပေါ်ကလူတင်းမှာပါလူငယ်တွေအကုန်လုံးရဲ့ turning point တစ်ခုဖြစ်စေခြင်းနဲ့ဖြစ်အောင်လည်းတီးလို့ဒါပြိသက်ကို request လုပ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါဟုတ်ဟုတ် writer ကိုယုံလို့ပါဟုတ် writer ကိုယုံတယ် writer ရဲ့တီးပြီးတော့ character တွေအပေါ်မှာအာသူ့ရဲ့ယုံကြည်မှုကိုတီးပြီးတော့လေးစားတယ်သူ့ကိုလေးစားတယ်သူ့ရဲ့ creation ကိုတီးလို့သဘောကျတယ်ဒါကြောင့်မလို့လက်ခံဖြစ်တယ် အဲ့လိုမဟုတ်ဒီဝိန်းနေရဟိုးရင်နေရဒါဒီလို personal relationship တွေတငယ်ချင်းရှိတာတငယ်ချင်းနေပေါ့နော်ဟိုးရင်ကလေးอ่ะဆိုဒီလုတ်တွေကိုသူ driver အနေနဲ့စမလုတ်ခင်ရှေ့မှာဟိုးငငယ်တူတူကြီးလာကြရဲ့သဘောတရားပြောရမယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့သူတပ်ပုံရိုက်တဲ့ဟာမှလည်းတပြီးပါခဲ့ဘူးလေသူ music video ရိုက်တော့လည်းပါခဲ့ဘူးလေအဲ့လိုမျိုးဖြစ်တဲ့အပြင်ကိုမှတကယ်ဥမာမောင်နှမတွေလိုပဲအပြင်မှာဟိုတိုင်းရင်းသားရှိရတိုင်းမင်းနဲ့ပြောကြရှိရပြောတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဝိန်းကမှဒါရိုက်မယ်ဆိုတော့ okay အိုကေအိုကေပြီးတော့မှသူ character ကိုပြောတာအဲ့တော့ပတ်စံစကားလည်းမပြောခဲ့ဘူးဘာစကားမှပြောခဲ့ Okay okay တဲ့စကားတကောင်ကနေပြီးတော့အဲ့ကျမအမအမရဲ့ character ကျွန်တော်ဒီလိုဒီလိုစဉ်းစားထားတယ်အဲ့လိုမျိုးအတက်တင်မြင်ရမှာပါလို့ဒီစကားကလည်းဒီလို interview ကြည့်နေတဲ့အချိန်မှာတော့နည်းနည်းတော့ okay everybody say that ပေါ့နော်လို့ဖြစ်ချင်နေဖြစ်မှာပေါ့ဒါပေမဲ့တတိလေတကယ် request လုပ်ချင်ပါတယ်အခုအချိန်မျိုးမှာတစ္ဆန်နဲ့အသက်ဆန်းတစ်ခုကိုတကယ်ခံစားစေရမှာပါအဲ့ဒါကြောင့်မလို့နိုင်ကြည့်ကြပါဘူး တော့စားရဲမှတော့ထိုးလိုက်ရှင်တော့လာကြည့်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်တော့တီဆိုးလေးအောက်မှာခွင့်ဆောင်ပေးပြီလာကြည့်ကြပါဆိုပြောလို့ဆို။တောင်းချနေတာခုနှစ်ရက်နေပေါ့နော်။ဂျာတီတို့မင်္ဂလာယုံနေရပြီးလို့ရှိရင် GCTV ယုံနေမှာအကုန်လုံးကြည့်လို့ရပါတယ်ဆိုတော့လာခဲ့ကြပါလို့တီတို့ request ထုတ်ချင်ပါတယ်။တောင်းပန်ချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးပါ